ားလုံးမင်္ဂလာပါကျွန်တော်မတန်းစင်ပါကျွန်တော်နောက်မှရှိနေစီက001ပေါ့နော်001ကိုအဲဝယ်ထားကျွန်တော်တင်9လ6လောက်တော့ရှိပြီပေါ့နော်အဲ့ဒီစီကကျွန်တော်အရှိမစီက8ရှိရဲအဲစီက8ပေါ်ဒီကောင်ကိုဝယ်ဝယ်တဲ့အချိန်မှာကျွန်တော်မေးကြတဲ့မေးခွန်းအများဆုံးမေးကြတယ်ကျွန်တော်စီကဒီအာသွင်းနာပေါ့နော်အာသွင်းနာအဆင်ပြေလားမပြေလားအဲ့တော့ကျွန်တော်မေးကြတယ်အဲ့တော့ကျွန်တော်တို့ဒီဇီကဇီကရဲ့အာသွင်းနဲ့ AC charger က အဆင်ပြေလားမပြေလားကိုဗီဒီယိုလေးမှာပြပေးသွားမှာဖြစ်ပါတယ်။ ျွန်တော်ဒီ Zika ရဲ့ AC charger ကတော့ကျွန်တော်ကမ္ဘာအမြန်ဆုံးအသွင်းနိုင်တဲ့ AC charger အမျိုးအစားဖြစ်တယ်နော်ပုံမှန်တာမန်ဆိုရင်ကျွန်တော်တို့ဒါ level 1 2ဆိုရင်ဒါ level 2 charger AC charger တွေကအမြန်ဆုံးသွင်းနိုင်တယ်မဟုတ်7 kW လောက်ပဲရှိတယ်အဲဒီကောင်ကကျွန်တော်တို့ဒီ charger charger ဘုတ်ကကျွန်တော်22 kW တိရှိတယ်အဲကျွန်တော်ဒီ01နဲ့001ကိုတွဲမယ်ဆိုရင်20 kW နဲ့ပြန်အားဝင်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲဒီရှိမှ Zika 8ဆိုရင်တော့ကျွန်တော်22 kW နဲ့ကိုအားပြည့်သွင်းနိုင်တယ်အဲ့တော့တော်တော်မြန်နေပြောမှာပေါ့ကျွန်တော် 30ရာခိုင်နှုန်းနဲ့30%နဲ့80%ဒီအတွင်းဖို့ဟိုနာနာရီကျော်လောက်ပဲကြာဘူးကျွန်တော်တို့ဒီ AC charger အပြင်ပေါ့နော်ကျွန်တော်တို့ DC ဆိုရင်လည်းကျွန်တော်တို့ဒီ Zika ကကျတော့ဟိုကျွန်တော်တို့ DC charger ကကျွန်တော်200 kW ထိကိုလက်ခံတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့များတော့ပြင်အမြန်လမ်းမှာရှိရ120ပေါ့နော်120 kW အဲ fast charger တွေနဲ့ပဲရှိတယ်အဲ့တော့သူက200 kW လက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားသွင်းမယ်ဆိုရင်လည်းပြောမယ်ဆိုရင် coffee တစ်ခွက်စာလောက်ပဲကြာတဲ့အနေထားနဲ့ကိုကားသွင်းနေဖြစ်တဲ့အတွက် အတော်တော်လေးဟိုဟာဘယ်လိုလဲမြင်မြန်ရောက်တယ်ပေါ့ပြီးတော့သူကဘက်ထရီကကျွန်တော် capacity ကကျွန်တော် 100kW ပါ hour ရှိတယ်ကီလိုဝတ်ရှိရဲ့ဘက်ထရီတော်တော်ကြီးတဲ့အတွက်အဲ့ဘက်ထရီကိုအတွင်းမို့ဆိုတာ fast charger လိုတယ်အဲကျွန်တော်အခုရန်ကုန်ကနေမန္တလေးသွားတာဆိုရင်အဲခဏပဲတွင်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ135ရယ်နေ85ရယ်ပဲလားမသိဘူး 130kW က charger ရှိရဲ့ပေါ့နော်တခြားတခြားအားတွေကကျွန်တော် 60kW နဲ့ဖြစ်တဲ့အတွက်နေသေးတယ် အဲ့တော့ကျွန်တော်တို့အားသွင်းတာဘယ်လောက်ရှိပြီလဲဆိုတာကိုကျွန်တော်တို့ information screen မှာလည်းမြင်ရတယ်အဲကျွန်တော်တို့အားသွင်းပြီဆိုရင်လည်းကျွန်တော်တို့ဖြုတ်ပေါ့နော်အတွင်းမြန်လားမမြန်လားဆိုရင်ကျွန်တော်တို့ဒါမောင်းနေနေထဲမှာလမ်းမှာတွိုင်းနေမှာတီးရတယ်သူရဲ့ information မှာအချက်လက်တွေဘလို့အကုန်လုံးပြသေးတယ်ဘလောက်ကြာမယ်ကျွန်တော်တို့ဘလောက်နားလို့ရမယ်ပေါ့နော် highway မှာဆိုရင်လည်းအဲ့တော့ information ကြည့်ရင်တီးနိုင်ပါတယ် ကျွန်တော်ဒီ EV တွေကိုကျွန်တော်ဒီ Zika ပေါ့เนาะ EV တွေကိုကျွန်တော်တို့အိမ်မှာအာအတွင်းရတာအဆင်ပြေလာမယ်လို့ကျွန်တော်အသုံးပြရလဲအဆင်ပြေဖို့ရည်ကြီးတယ်ပေါ့เนาะအိမ်မှာမီတာကဘယ်လောက်လောက်ကျလဲလို့ဒီအာတွင်းဖို့အတွက်အဲကျွန်တော်တို့ဒီတသိန်းကျော်ကျော်ပေါ့เนาะသိန်းခန်းလောက်ပဲရှိတယ်အဲတလားတလားအတွက်ဟိုဘယ်လိုပြောမလဲဟိုဒါတော့ကကျွန်တော်100 kW battery ဖြစ်တဲ့အတွက်ကျွန်တော်ကသူက range ကကျတော့980ရတယ်ပြောမယ်ဆိုရင်လေကျွန်တော် WLTC ပေါ့နော်100 kW battery capacity ပါတဲ့အတွက်အဲ့တော့များတော့အဖြစ်ကျွန်တော်သုံးတာဆိုရင် အ9ရက်6ရက်လောက်တုံလို့ရတယ်။အော်ဒီကားဒီဇိုင်းเนี่ยကျွန်တော်တို့တကယ် luxury ကားစီးမယ်ဆိုရင်တော့အဲဘာမခေါ်မယ်ကျွန်တော်တလောက်စီဘောတော့တည်ကြရင်၁၀သိန်းလောက်ကတော့ကုန်ပါဆိုတော့ကျွန်တော်တို့ cost saving ဖြစ်ဖြစ်တဲ့အတွက်ဟိုဘယ်လိုမှာကျွန်တော်တို့ကတော့တော်တော်လေးကြိုက်တယ်။ကျွန်တော်မြန်မာပြည်ကိုပေါ့နော်အာဒီဇီကား001နှမျိုးဝင်လာတယ်ကျွန်တော် jewel motor နဲ့ကျွန်တော် single motor နဲ့အာကျွန်တော်ဒီ jewel motor ကတော့ကျွန်တော်တို့အဲ၁၀စီးကျော်ပေါ့နော်အဲ့လောက်တော့ရှိတယ် GM motor ဖြစ်တဲ့အတွက်ဒီကောင်ကကျွန်တော် horsepower 940လောက်ကြီးထွက်တယ်။အဲ single ကကျတော့ကျွန်တော်290နှစ်ပေါ့နော်290 HP ထွက်တယ်။အဲတော့ကျွန်တော် GM motor ကျတော့စောစော power consumption ပေါ့နော် power consumption ကနည်းနည်းလေးစားတယ်ပေါ့ပြောမယ်ဆိုတော့ဒါ 4V လိုမျိုး 4V ရုံးမရတဲ့အတွက်ပေါ့နော်။အဲတော့နည်းနည်းလေးတော့စားတယ်။ဒါပေမဲ့ motor feeling အဆောင်ဝမ်းမိုက်တယ်။ကျွန်တော်0 to 100ကိုကျွန်တော်3.8 second ပဲကြားတယ်။အဲဟိုကကျတော့ကျွန်တော်7.2ပေါ့နော်7.2 second လောက်ကြာတယ်0 to 100ကို တော့ dual motor နဲ့ကျွန်တော် single motor နဲ့ပါကွာသားလဲမေးရရင်ကျွန်တော်တို့ဒီအခု air suspension တွေကွာွားတယ်ပြီးတော့ကျွန်တော်နောက်က aircon fan တွေမှာကျွန်တော် digital dive တွေမပါတာတွေအဲ့ဒါတွေပါဝါကွာွားတယ်ပေါ့နော်အဲကျွန်တော်တို့ဒီ single motor ဆိုလို့ရှိရင်တော့ WATC ပေါ့နော်ကျွန်တော်6.20 km ထိမောင်းနိုင်တယ်ပေါ့ UL motor ကြတော့ကျွန်တော်980 km ပဲမောင်းလို့ရတယ် WLTC ကျွန်တော်အနည်းဆက်ဆုံးမောင်းလို့ရတာပေါ့နော်ကျွန်တော်မြို့ရင်းဆိုရင်တော့ကျွန်တော် AC ပဲမောင်းလို့ရတယ် highway မှာတော့ကျွန်တော်ဒီရန်ကုန်မန်းလေးကျွန်တော်တစ်ခေါက်ပဲမောင်းရသေးတယ် EV ကားတွေကိုကျွန်တော် highway ဒီရန်ကုန်မန်းလေးမှာအငဲတန်းဆန်းတယ်ကျွန်တော်ဘယ်နှခေါက်တွင်ရတယ်တခုပဲကျွန်တော်တို့ဒီ120 kW နဲ့တွင်းလို့ရတဲ့ charger ရှိတဲ့ချိန်မှာဆိုရင်တော့အရင်မြန်တယ်မောင်းဆိုနိုင်ကွာကျော်ကျော်ပဲစောင့်ရတယ်အမဟုတ်ဘူးဆိုရင်တော့အဲကျွန်တော် 60kW လောက်နဲ့တွင်းမယ်ဆိုတော့ကျွန်တော် 0D မောင်းရမယ်ဆိုရင် နည်းနည်းလေးကျွန်တော်တနားကွဲနှစ်နာရီလောက်အဲ့လောက်တော့ဆောက်ရရရှိရယ်ပြေဟုံမန်းလေးမောင်းရတဲ့နေရာမှာတော်တော်လေးမိုက်တယ်ကျွန်တော်တကယ် luxury EV car တစ်စီးလို့ပြောလို့ရတာပေါ့နော်အဲအဲစိတ်မကောင်းစရာကျွန်တော် dual motor ကကျွန်တော်နောက်ပိုင်းမလာမလာနိုင်မှုများတယ်ပေါ့ဗျာပြောမိရင်ကအဲပြောင်းသွားရင်တော့တမျိုးပေါ့တင်သွင်းတဲ့ဟာလေးပြောင်းသွားရင်တော့တမျိုးဒါပေမဲ့အခု single motor ကတော့ကျွန်တော်တို့အဲကျွန်တော် single motor ပိုအားကောင်းတဲ့အချက်ကကျွန်တော်600ကျော်ရန်ကုန်မန်းလေးကို ပြောပါစေ600နီးနီးဆက်ဆက်ကိုမောင်းလို့ရတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်။အဲကျွန်တော် air suspension မကြိုက်တဲ့လူတွေကတော့နည်းနည်းလေးဟိုဘယ်လိုပြောမလဲ။ပိုကောင်းတယ်ပေါ့။အဲတခုကျွန်တော်တို့အငင်းဟိုဖြစ်တာလေးတခုရှိရပါလဲဆိုကျွန်တော်မြန်မာပြည်လမ်းနဲ့ကျွန်တော်တို့ဒီ air suspension နဲ့မလိုက်ဘူး။ဘာညာနဲ့ဆိုပြောကြရရှိတယ်။အဲ air check ကကျွန်တော်ဟိုဟာဟိုတော်မီတော့ဈေးကောင်းကျွန်တော်တော်မီရယ်ကိုအဲတော့ဘာခေါ်လဲ။ air suspension နေပါရီကကျွန်တော်ကျွန်တော်ပြည့်ရင်ဈေးကြီးလား။ အကိုတဲ့ဟာနဲ့ကီလိုမီတာတထိန်တထိန်ထီကိုအောက်ပိုင်း suspension နေအကုန်လုံးအာမခံပေးထားတယ်တဲ့ဆိုတော့အဲကြိုက်သွားတယ်။ဘာလို့ကျွန်တော်ကတားမောင်းလိုက်လို့ကားတားမောင်းဘလုံးမကြိုက်လဲမချအောင်ကျွန်တော်ကားပေါက်ရေတကယ်ဆန်းလာ။ဟိုကျွန်တော်နဲ့သွားမှုတဲ့လူတိုင်းတည်တယ်။အဲလိုမျိုးပေါ့နော်။အဲတော့အာမခံချက်ကလည်းကျွန်တော်တို့ပြောမယ်ဆိုရင်ဒီဂျီကာရဲ့အာမခံပစ္စည်းတွေအကုန်လုံးဟိုတခြားဟာတွေလို့ ဟိုဘယ်လိုလဲပြေဝမပေးတာမရှိဘူးအကုန်လုံးကျွန်တော်တို့ဒီ RAN နေရာသူ့ဟာနဲ့သူဒီကျွန်တော် infotainment နေရောကျွန်တော် wiring line နေရောအကုန်လုံး service အရန်ကောင်းတယ်အဲ service နဲ့ပတ်သက်ပြီးနောက်နောက်တစ်ရက်ကျရင်ကျွန်တော်ပြောပါပေးမယ်ပေါ့နော်အဲကျွန်တော်ဒီကားကိုပေါ့နော်ဒါ01ကိုကျွန်တော်ဒီကား8ရှိရဲကျွန်တော်01ရှိရဲအဲ01ဒီကား8ဆက်ကျွန်တော်ကီလို8000ကျော်ပဲရှိသေးတယ်ကျွန်တော်တို့ဒီ01ကကျတော့ကီလိုမီတာ4300ရှိပါပြီပေါ့နော်4300ရှိသွားပြီအဲနေတိုင်းတုံးတယ် အာတုံးလေးတုံးတယ်ညတော့ဖြစ်ကျွန်တော်မျိုးသမီးတော့ကျွန်တော်မျိုးသမီးတုံးတာတော့များပါတယ်အဲဟိုဒီ၄000တုံးတော့မှဘာ error မှမရှိဘူးအာဘာမှလုံးစရာတော့မလိုဘောတော့ပုံမှန် mainly နဲ့ပုံမှန် mainly နဲ့သွားလို့ရတယ်လေသူတို့စိတ်ချမ်းသာဖို့ခေါ်တယ်ကျွန်တော်ဒါအစီး20ကျော်ကိုတပြိုင်နဲ့တည်းကျွန်တော် service လုပ်လို့ရတယ်ဘောနော်ပြောမယ်ဆိုရင်တော့ ကျွန်တော်ပုံမှန်အများတော့အဖြစ်သူတက်မှတ်ထားတဲ့ဟိုကီလိုမီတာတွေမှာကျွန်တော်တို့ဒါထားပါတော့တောင်းတောင်းအဲ့လို4000မှာပုံမှန် service လောက်ရတယ်ပေါ့နော် service လည်းအကုန်လုံးအဆင်ပြေတယ်အဲ4000မှာကျွန်တော်တို့အဲဒီ SOC ပေါ့နော်ကျွန်တော်တို့ဒါဘက်ထရီရဲ့ SOC တော့တော့တော့စစ်တဲ့အချိန်မှာ99%ကျန်သေးတယ်အကီလို4000မှာပေါ့နော်4000မှာ99%ကျန်သေးတယ်အဲကျွန်တော် ရန်ကုန်မန္တလေးမောင်းနဲ့တောက်လျှောက်မှာလည်းမောတာအရင်မိုက်တယ်ကျွန်တော်အဓိကတော့ handling ကောင်းတယ်အဲပြောမလို့အတွေ့ရလည်း luxury ကြားတယ်လောက luxury ကားတစ်စီးလို့ပြောလို့ရတယ် luxury ကားပါပဲပြောမယ်ဆိုရင်တော့ကျွန်တော်မကြိုက်တာလေးတစ်ချက်အတွင်ကအတွင်ကအဖြူဖြစ်နေရလေးပဲကျွန်တော်လည်းမတက်ရလည်းပါမှာပေါ့နော်အော်ဟို အောက် suspension ကလည်းကျွန်တော်ဒီ dual motor dual motor dual motor နဲ့ဟိုလာတဲ့ခါဒီမှာ air suspension ဖြစ်တဲ့အတွက်လည်းကျွန်တော်ငင်းငင်းညောင်းတားငင်းငင်းညောင်းဖြစ်တယ်အဲကျွန်တော် single motor ကျွန်တော်မိတ်ဆွေတွေကျွန်တော်ညွန်ပေးဘူးတယ်အဲ single motor မှာစီးတဲ့လူတွေလည်းအဲမေးတဲ့ခါမှာကြိုက်ကြတယ်တော်တော်လေးကြိုက်ကြတယ်အဓိကတော့ race လည်းပိုရတယ်အဲငင်းငင်းညောင်းလည်းရှိရပါတော့ပြောမယ်ဆိုရင်တော့ဟိုမောင်းတာကောင်းတာပေါ့မောင်းတာကောင်းတာအဲကျွန်တော်ကတော့ဒီ yeah moment လေးတစ်ခေါက်ပဲသွားဘူးကြီးအဲ့တော့အဲ့တော့ ကျွန်တော်တို့ဒီဇီကာနဲ့ပတ်သက်လို့ကျွန်တော်သိချင်တာလေးရှိရင် အမှကွန်မန့်မှာလာမေးလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်